အားလုံးဝင်မင်္ဂလာပါအခုပြည်မှာတော့ Thailand Digital Rebel Gap ပေါ်တော့ TDAC ကို၃ရက်အတွင်း website မှာဘယ်လိုဖျားမလဲဆိုတာကိုဆင်းရှင်းစီလောက်ပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုအဆုံးသတ်ကြထားမယ်ဆိုရင်တော့ထိုင်းနိုင်ငံလေဆိုင်မှာလာဘကောက်ကိုဖျားတဲ့အခါအချင်းကုန်ကြမ်းကြတာတွေမရှိတော့ပဲအဆင်ပြေပြေနဲ့ဝင်နိုင်မှာဖြစ်ပါတယ် TDAC ဆိုတာက Thailand Digital Rebel Gap ပေါ်တော့ဟောလုံးကဆိုရင်တော့ဒီလေဆိုင်လာဘကောက်ကိုဖျားတဲ့အခါ ဇာရွက်မှာ arabic ကဖြည့်ပြီးတော့လောက်ကကိုတင်ပြရတာဖြစ်ပါတယ်အခုကတော့အဲ့လိုမဟုတ်တော့ပဲ online ပါပေါ့နော် online website ကနေပြီးတော့သူတို့ website ထဲဝင်ပြီးတော့ဖြည့်ရတာဖြစ်ပါတယ်ဘယ်လိုဖြည့်ရမလဲဆိုတော့ထိုင်းနိုင်ငံကမဝင်ခင်ပေါ့နော်မဝင်ခင်၃ရက်အတွင်းဖြည့်ရမှာဖြစ်ပါတယ်ဘယ်လိုဖြည့်ရမလဲဆိုတော့ကျွန်တော်လည်းအတူလိုက်ကြည့်ပါပေါ့နော်ပထမဆုံးဒီ browser တူကိုမှ TDAC ပေါ့နော်အဲ့လိုရေးပြီးလို့ရှာရလို့ရှိရင်ဒီမှာပေါ်ဆုံးမှာ ပေါ်နေပါတယ် Thai Digital Revocat.tdsc.immigration.co.th ပေါ်တော့ဒီလိုပေါ်လာတဲ့ပထမဆုံး website ကိုကျွန်တော်ကနိုင်လိုက်ပါမယ်အဲတော့ဟိုလောကွန်နာပေါ့နော်လောကွန်နာနေပြီးတော့ပေါ်လာပါဖြစ်ပါတယ်အစားကနေဖြစ်မှာပေါ့နော်ဆိုတော့ဒီ arrival ကဖြစ်ပါတကယ်လို့ကိုကဖြည့်ထားတဲ့ဟာကိုပြန်ပြီးတော့ပြင်ဆင်စရာရှိလို့ပြင်ရှင်ရယ်ဆိုတော့ရှင်တော့ update arrival ကို fridge ဖြစ်ပါပေါ့နော်အဲဒီမှာကျွန်တော်ကအခုမှစပြီးမှာဆိုတော့ဒီ arrival ကိုနိုင်လိုက်ပါမယ် ဒီနာမည်ပြည့်တဲ့အခါဒီကိုယ်ရဲ့ passport ထည့်ကနိုင်မယ်တိုက်ဖြစ်ရမယ်ပေါ့နော်ဒါလွယ်လို့မရပါဘူးဆိုတော့ပထမဆုံးမှာဒီ first name မှာတော့ first name ဖြစ်ပေါ့နော်ဒါလွယ်ပါတယ် first name မှာ first name ဖြစ်ပါ family name မှာတော့ last name ထည့်လိုက်ပေါ့နော် family name မှာ last name ထည့်လိုက်ပြီးလို့ရှိရင် middle name မှာတော့အလဲကတလုံးထည့်လိုက်ပေါ့နော် okay ဒါဆိုရင်ရပါပြီနာမည်နှလုံးလေးရှိခဲ့သူတွေကတော့ဒီ middle name မှာမထည့်လဲရတယ်ပေါ့နော်ဥမာ first name မှာတလုံးထည့်ပြီးတော့ family name မှာတလုံးထည့်ပေါ့နော်ဒါဆိုရင်ရပြီ โอเคဒါဆိုရင် citizen ရေးပါမယ် citizen ကဒီမှာရေးရိုက်လိုက်ပါတော့ကျွန်တော်ညမှာဆိုတော့ညမှာဒီတော့ friday ပေါ့နော်မွေးနေမွေးနေတော့ကလည်းဒီ passport စာအုပ်ထဲကတိုက်ဖြစ်အောင်ပဲပေါ့နော်ပြီးလို့ရှိရင်ဒီမှာ passport number ပေါ့နော် passport number ထည့်လိုက်ပါပေါ့နော်တခုခုရဲလိုက်ပေါ့နော်ကိုကယောက်ျားဆိုရင်ယောက်ျားရဲပေါ့မေရဲပေါ့နော်ကိုကမမဆိုရင်တော့ female ရဲပါကျွန်တော်ကတော့ opportunity ကလောက်ကဲပေါ့နော်ဗာလောက်ကဲလဲပါညာပေါ့နော်အဲ့ဒါလေးတခုရဲလိုက်ပါမယ် ကိုယ်အလောက်ကတူဖူးထည့်လိုက်ပေါ့နော် country resident ပေါ့နော် country or resident ဆိုတော့ကဒီကိုခုပဲနိုင်ငံမှာနေနေလဲဆိုတာထည့်ရမှာပါကျွန်တော်ကတော့ဒီမှာ Republic of Korea ပေါ့နော် Republic of Korea ကိုလက်ရှိနေနေတဲ့နိုင်ငံကကိုကိုင်နေတဲ့ဖုန်းနံပါတ်ထည့်ရတာပါဆိုတော့ okay ဖုန်းနံပါတ်ထည့်ပြီးတော့ပြီပြီးလို့ရှိရင်ဒီမှာပေါ့နော်ဘယ်မျိုးမှနေရလဲဆိုတာပေါ်လာတော့ဖြစ်ပါတယ်ဒီမှာမျှလည်းနေလဲလို့ရှိရင်သူဟိုမှာရှိတဲ့မျိုးနာမည်ပေါ်တယ်ပေါ့နော် ဖြစ်ပြီးတော့ဆိုလို့ရှိရင် continue နဲ့လည်းပါ continue နဲ့လည်းပဲဆိုရင်နောက်တစ်ဆောင်ဖြစ်ရမှာပေါ့နော်ခရီးသွားမယ်ကိုယ်ရကြောက်ရတယ်ပေါ့နော်ဒီခရီးသွားမယ်ကြောက်ရတဲ့ပတ်သက်ပဲဟာတယ်ဒါ arrive date ပါဒီမှာ arrive date ဆိုတာကကိုထိုင်းနိုင်ငံလေးစိုက်ကိုရောက်မင်းနေပေါ့နော်အဲ့ဒီအချိန်ကိုထရတာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီပြားကတိနဲ့နိုင်လဲလို့ရှိရင်ဒီမှာတခါလေးပုံနေရောပေါ့နော်ဒီမှာဒါနိုင်လဲလို့ရှိရင်ဒီ seller ပဲလေးရတခါလေးတန်ပို့သွားတာပေါ့နော်အဲ့ဒီ country where are you from border ဆိုတာကပေါ့နော် ဒီနေ့ကကွာပေးနေရကနေလေးစီးပြီးတော့ထိုက်ဝလာမှာလဲဆိုတော့ရရမှာဖြစ်ပါတယ်ကျွန်တော်ခုနကတိုက်ပဲတော့ဖတ်ပြီးရောဒီမှာဒီကနေ့ကိုရရနေပဲလာလို့ကိုရရတို့ရလဲပါမယ်ဖတ်ပြီးကိုရရပေါ့နော်ကိုကမလေးရှားလာမယ်ဆိုလို့ရှိရင်ဒီနေ့ကမလေးရှားပေါ့နော်မြန်မာလာမယ်ဆိုလို့ရှိရင်ဒီနေ့ကမြန်မာကြီးလိုရရမှာဖြစ်ပါတယ်ဒါ travel for force ပေါ့နော်ဒီ travel for force မှာပါလဲ holiday လား meeting လား sport လား business လားပေါ့နော်ကျွန်တော်က holiday ပါ အလေဆိုတော့ holiday ပဲပေါ့နော် mouth for free ဆို travel ဆိုတာကဘယ်လိုလာမလဲပေါ့နော်ကျွန်တော်ကလေရပေါ့နော်လေနားလာမလို့လေရပြေးချင်လိုက်နာမရှိလဲပါ mouth transfer ပေါ့နော်ဒါဒီနေရာမှာဒီ commercial flight တော့တခါ private air လေးတော့ပါတော့ပေါ့နော်အဲ့ဒါလေနားမဟုတ်ဘူးဆိုလို့ရှိရင်အာသာရေးလိုက်ပါ အာသာရေးလိုက်လို့ရှိရင်ဘယ်မှာပေါ့နော်ဒီအောက်မှာ number ပေါ်လာပါတယ် flight number ပေါ့နော်ဒီ flight number ကဘယ်ကနေဖြေရမလဲဆိုတော့ကိုဝယ်ထားတဲ့လေလမ်းမှာပါတဲ့ number ဖြစ်ပါတယ် ကျွန်တော်ဖုန်းကြီးကားဝင်လာတော့ဖုန်းကြီးကခြေလိုက်ပါမယ်ပေါ့နော်ကျွန်တော်ကတော့လေလမ်းမတော့ဘာလို့ဘုတ်ခင်ရဲ့အကုန်လုံးဒီကိုဖုန်းကြီးကားပဲလောက်ပါတယ်ပေါ့နော်လွယ်ပါတယ်ဘာမှမခက်ပါဘူးနောက်ကျမှတေချာလဲဒီဖုန်းကြီးကားနဲ့ဘလို့ဝယ်ရလဲဘလို့လောက်ရလဲဆိုတာတွေကိုတက်တက်ပြီးတော့တဘောလောက်ပြီးတော့အများဝယ်ပေးပါမယ်အခုကတော့ကျွန်တော် flight number လေးခြေလိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်အခုသွားမယ် flight number ပါ flight ပါပေါ့နော်ဆိုတော့ဒီမှာ flight number ကျွန်တော်ခြေလိုက်ပါမယ် ဒီနေရာမှာ layer layer မျိုးစောပေါ့နော်ဒီကိုစီးမဲ့ layer ကပေါ့နော် ml လာပါလားအဲ့လိုမျိုး layer နာမည်ထည့်ရတာဖြစ်ပါတယ်လေလေလိုက်နိုင်ရပေါ့နော်လေလိုက်နိုင်မည်ထည့်ရတာပါအောက်မှာလည်းဒီအောက်က departure information ဆိုတာကဒီထိုင်နေရာကနေကိုပြန်လာမည်ရပေါ့နော်အဲ့ဒီ date ထည့်ရမှာပါပြန်လာမည်ရပေါ့နော်ဘယ်နည်းလဲပေါ့နော်ကျွန်တော်အစ layer ပြီးလို့ရှင်ခုနကတိတ်ပါပဲ ဒီမှာအပေါ်ကတက်ပြီပေါ့နော်ဘာကွာသွားမလဲဆိုတော့တိုင်ရဲ့လေလမ်းမဲရဲ့ပဲကွာသွားမယ်ပေါ့နော်လေနံပဲရဲ့ပေါ့နော်အဲ့ဒါလေးပဲရှိမှာပါကျွန်တော်ကလေလေလိုက်အတူတူဖျက်ထားပါတယ်လေနံပဲပေါ့နော် E512 ပေါ့နော်512 511 512 okay ဒါဆိုရင်ရှင်နေလေလမ်းမဲဒီတစင်းထည့်ပြီးသွားပြီပေါ့နော်ဒီမြောက်ထိုင်မှာပဲနေရာတွေမှာနေမလဲဆိုတော့အချက်လက်တွေဖျက်အောင်ပါဖြစ်ပါတယ်အဲ့လိုမျိုး transit ဆိုရင်တော့ဒါဖြစ်စရာမလိုပါဘူးထိုင်နိုင်အောင်သွားလို့ရှိရင်ကိုနေမဲလိုက်စားပေါ့နော်အဲ့ဒါဖြစ်ရတာဖြစ်ပါတယ် ဟိုတယ်ဘုတ်ကင်ယူထားရဆိုရင်တော့ဟိုတယ်ဘုတ်ကင်ထည့်လိုက်ပါတော့တကယ်လို့ကွာတငယ်ချင်းအိမ်ရောအတိမဲဆိုရင်ရောပေးမယ့်နေရာတခုခုပေါ်တော့အဲ့လိုတတ်တတ်ရှိရဆိုရင်လည်းအဲ့လိုက်ဇာထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဟိုတယ်ဘုတ်ကင်ယူထားရဆိုတော့ဟိုတယ်လိုက်ဇာထည့်လိုက်ပါမယ်ဘုတ်ကင်ယူထားရဆိုလို့ရှိရင်ဒီဟိုတယ်ဘုတ်ကင်မှာပါတယ်ပေါ်တော့လိုက်ဇာအဲ့လိုက်ဇာတည်းထည့်လိုက်ရပါတယ်ပထမဆုံးတော့โอเคဒါဆိုရင်ဒီမှာ address ကိုအပြည့်ဆုံးတစ်ခါထည့်ထည့်ရမှာဖြစ်ပါတယ်ဘုတ်ကင်ထည့်မှာပါတယ်ဟိုတယ်ဘုတ်ကင်ထည့်မှာပါတယ်လိုက်ဇာတစ်ခုလုံးကိုတန်ပြီးတော့ထည့်လိုက်ရင်ရပါပြီပေါ့နော် ဒါတွေအကုန်လုံးဖြည့်ပြီးသွားပြီဆိုတော့ရှင်ရောဒီ continuous ကိုနိုင်လိုက်ပါဒီနေရာမှာဘာဖြစ်ရမလဲဆိုတော့တယောက်တည်းလောက်ပေါ့နော်မဟုတ်ပဲတခြားကွန်နက်အတူလာပဲပါစင်ကြရဲခီးသေးတယ်ပါတည်းလောက်ပေါ့နော်ကိုတယောက်တည်းမဟုတ်ဘူးတခြားသူတွေကွန်နက်တူပါမယ်ဆိုလို့ရှိရင်တော့ဒီ address other travel လာပေါ့နော်ဒါကနိုင်ပြီးတော့ထည့်ပြီးတော့ခုနတဲ့အခြေလက်တွေဖြစ်ပြရမှာဖြစ်ပါတယ်ကျွန်တော်ကတော့တယောက်တည်းဆိုတော့ဒါဖြစ်စရာမလိုဘူးပေါ့နော်ဆိုတော့ဒီ previous list ကြည့်လိုက်မယ်ပေါ့နော်ကော်ဖြစ်ထားတာလေးကိုတခြားပြန်ကြည့်ရမှာဖြစ်ပါတယ် ။ Okay ဒါဆိုရင်တော့ကျွန်တော်ဖြည့်ရတဲ့ဟာပေါ်တော့ဒီနေရာမှာတစ်ချက်ပြန်စိုက်ကြပါ။ Okay ဒါရယ်အကုန်လုံးမှန်ပြီးသွားလို့ဆိုလို့ရှိရင်တော့ဒီမှာ all လက်ခံမဲ့မဲ့တခုသေးပဲပေါ့နော်ဒီနေရာမှာဒီမဲ့သေးတဲ့မဲ့ကကိုယ့်ရဲ့ဖုန်းထဲမှာရှိနေတယ်ပေါ့နော်ကိုယ်လက်ရှိအသုံးပြုလို့ရမယ်မဲ့ဖြစ်ဖို့လိုရပါတယ်ကျွန်တော်မဲ့လေးထည့်လိုက်ပါတော့မယ် ပြီးလို့ရှိရင်ဒါလည်းအမှန်ချိန်ပါဒါဆိုရင်တော့ upgrade နိုင်လဲပါ Windows ဒါ green နိုင်ပြီးတော့ရှိရင်တော့အကုန်လုံးပြီးသွားပြီးမှန်ပြီဆိုလို့ရှိရင်တော့ဒီမှာ submit ဝင်လဲပါ for Thailand River ကဘောတော့ Thailand River ကကိုဒီ main လက်ခံမှာတေချာလာဆိုတာထိုင်မိတာဖြစ်ပါတယ်အင်းဒါမှန်တယ်ဆိုလို့ရှိရင်တော့ conference နဲ့လဲပါဘောနော် River ကစာရဖြစ်ပါတယ်တကယ်လို့ဒါက print ထုတ်သွားရင်လည်းရတယ်ဘောနော် print မထုတ်ရင်ပုံစံယူသွားရင်ရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ TDAC ကဖြည့်ပြီးသွားပြီဖြစ်ပါတယ်ဘောဒီ TDAC ကဲဖြည့်ပြီးသွားလို့ရှိရင်ဒီလိုပေါ်တော့ဒီလိုကျူအကောထွက်လာမှာဖြစ်ပါတယ်ဒါကိုပေါ်က screen ရွေးယူထားပြီးတော့လောက်ကဖြည့်ရချိန်မှာဒီ password စာအောင်တန်းဒီ screen ချိုးလေးပေါ်တင်ပြလိုက်ရတယ်ပေါ့နော် screen ထုတ်ပြီးတော့ယူသွားမယ်ဆိုလို့ရှိရင်လည်းစာရွက်နဲ့ password နဲ့ဒီလိုလောက်ကဖြည့်ရချိန်မှာပြလိုက်ရင်ရတယ်ပေါ့နော်ဒါဆိုရင်အဆင်ပြေပြန်လာကိုကဝင်နိုင်မှာဖြစ်ပါတယ်ပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော်တည်တည်စီကဖြည့်တာပြီးသွားပြီဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်အရေးကြီးတဲ့ challenge တွေတစ်ချက်ပြန်ပြောပေးပါမယ် ကြောင်းမျိုးမျိုးရောက်မှဖြည့်ပေးသွားတဲ့သူတွေကပေါ်ရောက်လို့ရှိရင်လေဆိုင်မှာဖြည့်ရမှာဖြစ်ပါတယ်ဖြည့်တဲ့ခါကလည်းစဲတယ်အများကြီးရှိတာမဟုတ်ဘူးတန်းစီပြီးတော့ဖြည့်ရတာဘုံတော့လူတွေအများကြီးနိုင်ငံတကာကလာကြတာဆိုတော့တန်းစီပြီးတော့ဖြည့်ရအချင်းကြာပါတယ်ပြီးတော့အချဲလဲတဲ့ဟိုအချာတီကချာနံအဲ share လဲအာယုံတော့လေဘုံတော့ပို့ပင်မဲ့ပါတယ်ဒါကြောင့်ဒီ TTC ကဲကောဖြည့်ပြီးမှသွားဖို့အကြံပြုပါတယ်ဘုံတော့ အရေးကြီးဆုံးဆရာတစ်ခုကတော့ဂွာတီကဲကိုဖြည့်တာ၃ရက်အတွင်းမှာဖြည့်တာဖြည့်ဖို့လိုအပ်ပါတယ်၃ရက်ထက်ကျော်ဆိုပြီးတော့ကြိုတင်ပြီးဖြည့်ထားတဲ့စာရွက်ဆိုလို့ရှိရင်မရပါဘူးဒါကြောင့်၃ရက်အတွင်းမှာဖြည့်ထားတဲ့စာရွက်ဖြည့်ဖို့လိုအပ်ပါတယ် Okay အခုဆိုရင်တော့ဒီ DDAC Thai Digital Record ကို website ထဲမှာဘယ်လိုဖြည့်ရမလဲဆိုတာကိုအကုန်လုံးသားတယ်ပြီးတော့အကုန်လုံးလေးဖြည့်တဲ့လောက်ပြီးတော့ထင်ပါတယ်ထိုင်နိုင်ငံကိုသွားမဲ့သူတွေဒီ DDAC ကဲကိုဝိုင်းလိုက်ကနေဘယ်လိုဖြေရမလဲဆိုတာကိုမသိရတဲ့သူတွေမဖြေတတ်တဲ့သူတွေအတွက် ဒီဗီဒီယိုကအပုံဝင်မဲ့အကျိုးရှိမယ်လို့မျှော်လင့်ပါရယ်နောက်ထပ်လည်းဒီလိုအကျိုးရှိမဲ့အပုံဝင်မဲ့ပေါ်တော့အကြောက်ရလေးတွေရောမျှဝဲပြပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကိုလည်း like and subscribe လေးနဲ့နှိပ်ပေးခဲ့ဖို့တောင်းဆိုပါရယ်